hello hello အားလုံးမင်္ဂလာပါအားလုံးမတရားတဲ့နေ့လေးတနေ့ကိုပိုင်ဆိုင်ကြပါစေမမေရတော့ဒီနေ့မမေမှာရှိနေတဲ့ပစ္စည်းလေးတွေပေါ့နော်မမေရောင်းနေတဲ့ပစ္စည်းလေးနဲ့မိတ်ဆက်ပေးမယ်ပထမအဦးဆုံးကတော့ stainless steel လက်စွပ်လေးတွေပါအများကြီးပဲရှိပါတယ်ရှင်အားပေးလို့ရပြီเนาะ အဲနောက်တစ်ခုကကြတော့ဒီမှာပါဒါလေးတွေကကြတော့မိမိအဂိတ်လက်ပတ်လေးတွေနောက်ပြီးကြလို့ရှိရင်ဒီ star ball လေးပေါ့နော်နတ်သမီးချီကြောက်လေးလည်းခေါ်တယ်အဲမဟူရလေးပေါ့နော်ညပြလေးလည်းရှိရဲအဲ့လိုမျိုးလေးလည်းရှိပါတယ်ဒါလေးကတော့လက်ကောက်လေးတွေပါဒီလက်ကောက်လေးတွေကကြတော့တေးသေးတွယ်တွယ်လေးနဲ့တခွေနဲ့ဝတ်လို့လှတဲ့လက်ကောက်လေးတွေပါရှင်ဒါကတော့ဘောလုံးကျိုးလေးပါဘောလုံးကျိုးလေးက ိုတနေ့ကတကုံရောင်းလိုက်တာဒီအလေးကတော့ထပ်မှလိုက်လို့အသေးအောက်တဲ့ထဲမှာပါလာတယ်နောက်တကုံရှိရပါတော့အဲ့ဒါလေးလည်းထည့်ပြီးကြောင်ညာပေးလိုက်ပါတယ်ရှင်ဒီဘောလုံးကျိုးလေးကကြတော့လေဘင်းပေါ့နော်အခြေဝတ်တဲ့သူတွေအဟိုက်ဝတ်တဲ့သူတွေတည်းရှမ်းလာပါတယ်နောက်တစ်ခုကတော့ global လေးနဲ့မိတ်ဆက်ပေးမယ် global အဆက်လေးတစ်ဆက်ရမယ်နော် global အဆက်လေးတစ်ဆက်ရမယ် ဆွဲချိုးနဂတ်သွားတော့နဂတ်နည်းနည်းကြီးရယ်တကယ်လို့နဂတ်ကြီးရယ်လူငယ်ပိုင်းဆိုလို့ရှင်တော့ကလိုပါဆွဲအထိုးနဲ့ဆွဲလေးလည်းရှိရယ်ဒါနဲ့မယူခြင်းဒါဟာတော့အာခရစ်ယာန်ဝိတ္တခရစ်ယာန်သမားတွေခရစ်ယာန်ဘာသာကိုကိုးကွယ်တဲ့သူတွေအတွက်ပေါ့နော်ဒါလေးကိုခရော့လေးပေါ့နော်အဲ့ဒါလေးပါရှင်ဒါလေးကအစ်စ်ရောက်တာတကုံးမဲ့ပါတယ်เนาะဒါကတော့ဝက်စစ်လေးပါဝက်စစ်လေးလည်းရှိရဲ့အခုနကတော့အားလေးကတကုံးမဲ့ပါတယ်ဒါလေးကတော့ရှိပါတယ်ရှင်ဒီဟာလေးကလက်ပတ်လေးပါရပါမယ်ရှင် ။အားလေးရမမင်းကပုံရိုက်ဖို့ဒီနေ့နည်းနည်းဒီရက်ထဲမှာအားရတယ်မရိုက်ဖြစ်တာပါနော်။ဒါကတော့အလိန်လက်ကောက်လေးပါ။ဒီနေ့ကမမင်တင်မိထားတယ်အလိန်လက်ကောက်လေးချက်ဆရာလေးပါ။ဒါကတော့တန်မှုထင်တာမမင်ဝယ်လာတာပေါ့နော်။မမင်အဲ့ဒါပုံမှားပြီးတော့တင်ထားမိရ။တကယ်တော့ तू ကတန်မှုကိုပန်းပွင့်လေးပေါ့နော်။တန်မှု ဒါကောက်မဟုတ်ဘူးတန်မိုဒီဇိုင်းကိုပန်းပွင့်လေးပေါ့နော်တန်မိုနဲ့ဆိုရင်ဘေးချင်းရှင်ရတော့တူတယ်ပေါ့ဒါကတော့အလင်းလက်ကောက်လေးဝတ်ထားတဲ့ဒီဇိုင်းလေးပါရှင်နောက်တစ်ခုဒါပိုင်ဒဂွန်လက်စုပ်ကလေးပါနော်အရန်လာတဲ့ယောက်ျားလေးမိန်းကလေးဝတ်လို့ရပါတယ်နော်ဒါကခုနကမင်းပြထားတဲ့အဝိုင်းလက်ကောက်လေးပါဒဂွန်းနဲ့ဝတ်ရင်လည်းလှတယ်တနေ့ဒါလေးကနှချိတ်လေးပါအသေးနှချိတ်လေးဒါလေးကလည်းပန်းမွင့်နှချိတ်နဲ့တူကကြတော့နှကွင်းလေးပေါ့နော်ဒါလေးကခင်းဟန်းသီးနှချိတ်လေးပေါ့ချစ်စရာလေးပါ ဒါလေးကကြတော့မမင်းအလိန်လေးပေါ့အလိန်ကိုအထိုးနဲ့ဆွဲလေးပါအရန်လှတယ်နောက်အစ်စ်ဝင်တဲ့ဒီဇိုင်းလေးပါဒါလေးက DG အထိုးနဲ့ဆွဲဟိုမှာသူကနောက်ပိတ်လေးပါသေးတယ်သူအဲ့ပုံစံလေးဒါကဒေါ်လာအထိုးနဲ့ဆွဲလေးနောက်ပိတ်လေးတွေပါတယ်ဒါကတော့မမင်းနောက်ထပ်မမင်းတို့ဆိုင်မှာရှိရဲ့ကြောက်စင်းလေးတွေပါဒါကယောက်ျားလေးတွေဆွဲမယ်ဆိုအပေါက်လေးတွေဖောက်ပြီးဆွဲလို့ရပါရှင်ဒါကတော့ ကျိုးချစ်လက်ပတ်လေးတွေပါဒါကျိုးချစ်လက်ပတ်လေးတွေလည်းမင်းမှရှိပါတယ်ကျိုးချစ်လက်ပတ်လေးတွေကတော့ဈေးအပေါဆုံးပါပဲမမင်းရောင်းတာလေးတွေကကျိုးချစ်လက်ပတ်လေးတွေဈေးပေါပေါလေးရတယ်ဒါပေမဲ့လှတယ်ပေါ့နော်ကြောက်သားလေးလည်းအသေးသေးရှိရဲ့လှတဲ့လက်ပတ်လေးတွေပါဈေးပေါပေါလေးလိုချင်နေဆိုရင်များများဝင်ပို့ပြီးဈေးတတ်တာပါတယ်တခု တခုတော့တခုချင်းကြတော့ဈေးနည်းနည်းလေးရှိရဲ့ပေါ့နော်အဲများများဝင်မယ်ဆိုရင်တော့ဈေးသူ့ဈေးလေးသူမမင်းကအနည်းဆုံးထားပြီးတော့လုပ်ပေးပါမယ်ဥပမာတခုဈေး10ခုဈေးအခု30ဈေးအခု100ဈေးအခု50ဈေး ေးဆိုပြီးတော့မှမမင်းရဈေးလေးတွေခွဲပေးထားပါတယ်အဲ့ဒါလေးတွေက မမင်း post မှာတင်ပေးထားတယ်နော်ပုံလေးတွေမှာတင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တွားရောက်ပြီးတော့လေးလာလို့ရတယ်လို့မမင်းရှိုလည်းမေးလို့ရပါတယ်။ဒါလေးကတော့ခရမ်းဆွဲလက်ပတ်လေးတွေပါ ခရမ်းဆွဲလက်ပတ်လေးတွေမှာလည်းမမင်းရှူမှာ အကြီးအသေးနှမျိုးရနေပါပြီเนาะခရမ်းဆွဲလက်ပတ်လေးတွေကသဘောခရမ်းဆွဲလေးတွေပါเนาะအဲ့အတွက်ကြောင့်မလို့အဆောင်ဝတ်မဲ့သူတွေအတွက်အဆင်ပြေမယ်အဆောင်ဝတ်တဲ့သူတွေအတွက်ကစိတ်ချလက်ချဝယ်ပြီးဝတ်လို့ရတယ်နောက်တစ်ခုဒါသူရောင်လက်ပတ်ပေါ့เนาะ ဒီတူယောင်လက်ပတ်လေးရလည်းအစ်စ်ဖြစ်တဲ့အတွက်ကြောင့်မလို့အဆောင်ဆောင်မဲ့သူတွေအတွက်ကတော့လုံးဝအေးအေးဆေးဆေးစိတ်ချလက်ချစိတ်ချမ်းချမ်းသာသာနဲ့အဆောင်ဝတ်လို့ရပါပြီလို့เนาะမမင်းရှင်မဝယ်ယူအားပေးလို့ရပါပြီဒါလေးတွေကတော့အခုပြတဲ့ပစ္စည်းလေးတွေကတော့မမင်းရှင်မဝယ်လို့ရမဲ့ပစ္စည်းလေးတွေပါဒါလေးကတော့ဂါးနက်လေးပါဒါကတော့ဂါးနဲ့လက်ပတ်လေးပါအဆောင်ဝိချင်တဲ့သူတွေကဂါးနဲ့အပွင့်တွေမဆောင်ချင်ဘူးဆိုရင်ဂါးနဲ့လက်ပတ်လေးနဲ့မိတ်ဆက်ပေးမယ်ဂါးနဲ့လက်ပတ်လေးဆောင်လို့ရပါပြီเนาะ ။နောက်ရက်တည်းကြလို့ရှိရင်လည်းမမင်ကဘယ်နေနဲ့သာသမီအဆောင်လေးတွေကိုမမင်သေးချာလေးလာပြီးတော့မှ list လုပ်ပြီးတော့မှပြန်ပြောပေးပါမယ်နော်။အခုတော့မမင်ကကြတော့အဲ့ဒါလေးအရန်နားမလဲသေးလို့မလုပ်ဖြစ်တာပါနော်။အခုဒါကကြတော့အဂိတ်အဂိတ်အဂိတ်လက်ပတ်လေးပေါ့နော်အရန်လာပါတရားတော့တရားလေးပဲရှိတော့ရယ်အဂိတ်လက်ပတ်လေးတော်တော်လေးချစ်ဖို့ကောင်းမြုံမှအကြီးကြီးလေးနဲ့လာတယ်အဂိတ်လက်ပတ်လေးကနောက်တစ်ခုကသူဟာဒီလိုမျိုးလေးဒါလည်းအဂိတ်ပါပဲရှင်အဲဒါလေးကကြတော့မင်းတို့မဟူရနဲ့ ိုက်ကိုင်းအသေးလေးတွေပေါ့နော်တိုက်ကိုင်းကအကြီးလေးရှိရမိုးရလက်ဘက်ကအကြီးရှိရအသေးရှိရဒီဘက်ကဖိန်းနေရလေးကချခိုးလေးပါမိတောင်ကြောက်လေးကိုခေါ်ပါတယ်နော်အဲ့ဒါလေးတွေလည်းမမရှိမှရှိရအဲ့ဒါလေးတွေကိုရိုးရိုးမိုးချင်မှုဆိုရင် accessory လေးတွေထည့်ပြီးရောပဲဖြစ်ဖြစ်အာဒါမှမဟုတ်လို့ရှိလို့ရှင်ဒီလို accessory လေးတွေထည့်ပြီးရောပဲဖြစ်ဖြစ်နောက်တစ်ခုကကြားလို့ရှိရင်ဘလို့ထည့်ပြီးဝတ်လို့ရသေးလဲဆိုရင်ယောက်ျားလေးတွေအတွက်ကြတော့ဖီချူးပေါ့နော်ဖီချူးပုံမမြတ်ဒီထဲမှာမထည့်လိုက်မျိုးဖီချူးပုံနဲ့ဝတ်လို့ရပါတယ် ။နောက်တစ်ခါကမမင်းရှိမှာကြောက်စိမ့်လက်ကကိုအခုလိုမျိုးလှက်လှပပကြောက်သားကောင်းကောင်းလေးတွေလိုချင်နေဆိုရင်လည်းမမင်းမှာရှိပါတယ်နော်ကြောက်စိမ့်လက်ကသုံးတော့ကနေစပြီးဒိန်းဆယ်ပိုင်းတိရှိပါတယ်เนาะတချို့အားတွေကတော့အတိအမှတွေရှိရနေယူရောင်းပေးရတယ်ရှိပါတယ်เนาะအဲ့လိုမျိုးလေးရှိပါတယ်ဒါတော့ဟိုတင်နေကတခွင်းဧည့်သည်ကိုပို့ပေးနေမို့လို့ရိုက်လက်စာလေးဗီဒီယိုလေးတင်လိုက်တာပါကျေးဇူးများ